တဝဲသူတဝဲသားတွေဦးစီးကျင်းပရဲဆိုတဲ့တဝဲရွေးရသပင်းမျိုးပွဲကိုတရင်ကျော်လာဖြစ်နေဒီကနေ့မနေ့ကတဝဲမျိုးကန္နာလန်တက်ကွင်းမှာအာနာသိန်းစစ်ကော်မရှင်အဖွဲ့ကအခမ်းအနားနဲ့ဖိတ်ကြိုးဖျောက်ဖွင့်လှစ်လိုက်ပါတယ်။တဝဲမျိုးပွဲဖွင့်ပွဲအခမ်းအနားကိုတိုင်းစစ်ကော်မရှင်ဝန်ကြီးချုပ်ဦးမြတ်ကိုကရင်တိုင်းဒေသရေးရာဝန်ကြီးကယူရန်တိုင်းစစ်ဌာနတိုင်းမှုနဲ့ဒိုဝဲလူမျိုးစုစည်းမှုကော်မတီဥက္ကဋ္ဌတို့ကဖဲချုပ်ဖြုတ်ဖန်လိခဲ့တာပါ။ အခုနှစ်တပည့်မျိုးဝဲကျင်းပဖို့အတွက်တိုင်းစစ်ကော်မရှင်ကရမထွေရအမင့်ကိုလျှက်ရုတ်သိမ်းကကျင်းပခဲ့တာကြောင့်အော်တိုဘလ9ရက်နေ့ညကညလုံးပေါက်စီကားခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်တပည့်အိုအလှပြန်ပွဲကျင်းပပြီးဆုချင်းမြင့်ပေးခဲ့တယ်လို့ပဝင်စင်နွေးခဲ့သူတွေကပြောပါရယ်။ကိုဗစ်ကာလမှာရနာခဲ့တဲ့တပည့်မျိုးပွဲကိုတိုင်းစစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း2022ခုနှစ်ကစပြီးပြန်လည်ကျင်းပခဲ့ပေမဲ့ပောက်ကွဲမှုတွေဖြစ်ခဲ့လို့ပဝင်စင်နွေးသူတွေနဲ့ပေါက်ခဲ့ပါရယ်။ အခုနှစ်မှာလည်းတပင်မျိုးပဲကျင်းပမဲ့ area နာမှာမကျင်းပခင်အဖိနေနေလေပိုင်းကပြက်ခတ်တံတွေထပ်ပေါ်ခဲ့တယ်လို့ဆိုပါရယ်ဒဝဲမြို့မှာရှိတဲ့ဝန်ကြီးအင်အားကိုလည်းတော်လှန်ရေးအင်အားစုတွေကညနေပိုင်းမှာဒရုန်းနဲ့ပုံချခဲ့လို့စစ်အာဏာရှင်တပ်သားတွေကအင်အားအနီးတစ်ဝိုက်မှာအစစ်အစေးတင်းချက်ခဲ့တယ်လို့ဆိုပါရယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းပြုလုပ်ခဲ့တဲ့တပိတ်မျိုးပွဲတွေထဲအခုနှစ်ဟာပအဝင်စင်နွဲသူများလာပြီးပြည်လဲစီကားလာတဲ့နှစ်ဖြစ်တယ်လို့မြို့ခံတွေကပြောပါရယ်။ တဝဲမီကန်နဘေးမှာရှိတဲ့ရက်ခွက်တင်တဲ့တရချောင်းမြို့နယ်လောင်းလုံးမြို့နယ်ကရွာတွေမှာ ကို့အစီအစဉ်နဲ့ကိုတပိမျိုးကြတဲ့သူတွေလည်းရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။တရင်ကျောက်ကလာမတိုင်ခင်ကနှစ်ဖက်တက်ပွဲကြောင့်မိဆက်ချွတ်ယွင်ပြီးလောင်းလုံးမြွနယ်မှာလျှက်စစ်မီပြတ်တောက်နေတဲ့အတွက်အခုမြက်တရင်ကျောက်ဟာတဝယ်မြရဲ့အရှိတ်ဖက်ချမ်းမောင်မိထထိန်တောက်ပြီးအနောက်ဖက်ချမ်းမှာတော့မိမောင်ခရရတဲ့တရင်ကျောက်ကလာလို့ဆိုရမှာဖြစ်ပါတယ်။